ကနေဒါနိုင်ငံဟာရောင်းကုန်မဟုတ်ဘူးလို့ကနေဒါဝန်ကြီးချုပ်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုပြောကြားလိုက်ပါတယ်။ဒါဟာကနေဒါကိုအမေရိကန်ရဲ့52ခုမြောက်ပြည်နယ်ဖြစ်လာစေချင်တယ်ဆိုတော့ထရန့်ရဲ့လူထုရှင်ကြားပြောဆိုမှုနဲ့ပတ်သက်လို့ဝန်ကြီးချုပ်မက်ခါနီကသူ့ရဲ့သဘောထားကိုအတိအပြည့်ပြောကြားလိုက်တာဖြစ်ပါတယ်။မေလ6ရက်နေ့ကအင်ဖြူရောမှာကာနီနဲ့ထရန့်တို့တွေ့ဆုံခဲ့ကြပြီးနိုင်ငံရေးစီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာနှစ်ဖက်အမြင်ကွဲပြားမှုတွေကိုဆင်မြင်ခဲ့ကြတာပါ။ကာနီရဲ့ Liberal Party ဟာ ကနေဒါမှာလူကြိုက်နေနေတဲ့အခြေအနေဖြစ်ရာကနေထရန့်ကိုစင်ခေါ်ပြီးဆန်တဲ့ရည်တည်မှုတွေကိုပြသရင်းလူထုထောက်ခံမှုကိုရယူနိုင်ခဲ့ပါတယ်ထရန့်ကလည်းကနေဒါနိုင်ငံရဲ့သွင်းကုန်တွေကိုအခွန်တွန်းမြှင့်စီတက်မဲ့ကိစ္စကိုတော့ပြောင်းလဲပါမဟုတ်ပဲလက်ရှိရည်ရွယ်ထားတဲ့အတိုင်းဆက်သွားမယ်လို့ဆိုပါတယ်ကာနင်းနဲ့မတွေ့ဆုံခင်မိနစ်ပိုင်းလောက်မှာထရန့်ဟာသူ့ရဲ့သဘောထားအရာကာနင်းနဲ့အလုတ်တွဲလုပ်ဖို့လူလူလလရှိနေရဲ့လို့လူမှုကွန်ရက်မှာရေးသားခဲ့တာပါ အမေရိကန်ဟာကနေဒါမှာထုတ်လုပ်တဲ့ကားတွေကနေဒါရဲ့စွမ်းအင်ယဉ်မြစ်တွေသစ်တွေကိုလိုချင်တာမဟုတ်ပဲကနေဒါစီကနေခင်မင်ရင်းနှီးမှုတစ်ခုသာလိုချင်ပြီးအဲ့ဒါကိုအရှိတီအောင်ထိန်းသိမ်းနိုင်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်ထရန့်နဲ့ဆွန်နီဘီယာနောက်ပိုင်းမှာတော့ကာနေကအဲ့ဒီတွေးဆမှုဟာအပြုသဘောဆောင်ခဲ့ကြောင်းနဲ့နောက်လာကြရင်ကနေဒါမှာကျင်းပမဲ့ G7 ထိပ်သီးညီလာခံမှာထရန့်နဲ့ထပ်ဆောင်ပြကြမယ်လို့ကာနေကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ပါတယ်ရှင်။